ဲကျော်လေးကဘာဖြစ်လို့ပြေးသွားတာလဲ What ဒီနေ့မမဝိုင်းရဲ့တွန်တုံလေးရဲ့ပပန်းလေးရဲ့တဲကျော်လေးရဲ့ကမော်ချွန်းကမြူဦးစီတီဖရားကိုဖရားသွားဖူးတာပါဒါလေးကတော့နဂတ်ယုံဖရားပါဘေးပဲဝင်ချင်ရလေမြစ်ဘေးဆိုတော့အရန်ကိုတာယာအေးချမ်းနေရောအသေးကျော်လေးကဖျားပေါ်မှာအရန်ပြင်းနေလို့ပန်းပန်းလေးကလိုက်ထိန်ပေးနေတာ ခင်ငန်းနေတွေ့လို့အသေးကြော်လေးအကြည့်ချင်တယ်ဆိုလို့သွားပြီးတော့ခင်ငန်းနေကိုကြည့်နေတာဖျားကောင်းလုံးကြီးမှလည်းပပလေးနဲ့အသေးကြော်ကအမြဝေကုသိုလ်ပြုခဲ့သေးတယ်